ချင်းလေးတွေကတော့ဟိုလာဟိုအပေးရသူရှိတယ်လို့အမ်တချင်းမဆုံနဲ့မင်းသမီးပဲလုံးဆိုပြီးတော့မှဟိုလာတချင်းဆိုတာလုံးဝမကြိုက်တဲ့ပြိတက်လည်းတည်တန်းရှိပါတယ်ဒါပေမဲ့ဟိုဝေလာကျတော့ဇလန်းနဲ့လာတဲ့အချိန် on air တက်တဲ့အချိန်ပြီးရင်ပြိတက်နဲ့ဝေဝါတလို့ခံစားရတယ်အဲ့တော့တချင်းလေးနဲ့ပြိတက်ကိုပြန်ပြီးတော့ပြိတက်နဲ့နီးဆက်ဝါအောင်လုပ်တဲ့သဘောပေါ့နော်ထပ်ပြီးတော့ထုတ်ဖို့ရှိပါတယ်ပြိတက်တွေပြောတဲ့အကြံဉာဏ် တောင်းထားတာလေးလဲဟိုလာနားထောင်ပါတယ်သူကအဟောင်းပြန်မဆူစီခြင်းပေါ့နော်အတလေးလှုပ်စီခြင်းနဲ့ဆိုတော့အုံကျွန်းကိုပိုင်အုံကျွန်းအဲ့လိုမျိုးအတစ်ကလေးလဲလှုပ်ဖို့ရှိပါတယ်ဟုတ်ဒီနေ့ကတော့ Canon Plus ရဲ့ပွဲလေးပေါ့နော်အဟိုလာအနုပညာဆလုပ်တုံးကလည်း new page နာဒီဆိုရဲဇလန်နဲ့ကိုကနေပလတ်နဲ့အတူတူရိုက်ကူးခဲ့မှုပါတယ်ဆိုတော့ဟိုလာရဲ့နုပညာခြေလန်းအစဖြစ်တဲ့ကနေပလတ်နဲ့ဟိုလာမိသားစုတွေလိုပါပဲအဲ့တော့ဒီနေ့ပွဲလေးမှာလာရောက်ပြီးတော့ပေါင်းအဖြစ်ပေးတာပါရှင်ဟုတ်အိမ်မှာဆိုရင်ဟိုလာတို့အကိုတွေကတော့ကြည်ပါတယ်ရှင်အကိုနှစ်ယောက်ရှိတာအကိုတွေကကြည်တယ်ဟိုလာတော့မင်္ဂလိဆိုတော့အရင်တော့မကြည့်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းကနေပလတ်ကတရားဝင်နဲ့တော့မယ်ဆိုတော့အပေးရမှာပေါ့ဟုတ်ကြည်ပါတယ် ဒီပါရဲ့တင်းနေတော့ Chelsea တို့ Man U တို့ပါတော့ဟုတ်အရင်ကိုရီးယားကပါ Man U အပိတ်ရောက်ရင်တော့တော့အဲ့လို Man U တွေပါလိုက်ရောက်လိုက်တော့ရောက်မှုပါတယ်ဟုတ်ဟာအဲ့လိုစိတ်မနာအစွဲတော့နည်းနည်းကြီးတယ်အဲ့လိုအရင်ကိုရီးယားကြိုက်တာဆိုတော့အဲ့လိုလားလေငငယ်လေးတည်းကအရင်ကိုရီးယားကြီးတယ်ကြိုက်တယ်ဆိုတော့ကြီးရဲ့ဒီ ဒီမန်ယူနဲ့တော့ဘယ်လိုပြောမလဲကြိုက်တယ်ပေါ့အဲ့လိုတော့ဖြစ်တာပေါ့ဟုတ်အញ្ញန်တော့မကြည့်ဖြစ်ဘူးဟုတ်ပါဘူးမြန်မာတင်းနေရအားပေးပါရရှင်မြန်မာတင်းရတော့ဗမာပဲပြန်ပြိုင်ကို့မြန်မာတင်းရတော့ချာပဲတင်းနဲ့ပြန်ပြိုင်ပေါ့ကို့မြန်မာတင်းကိုအားပေးပါရဟုတ် အလျာကြတော့ဟိုအမှတ်တရလေးပေါ့နော်အဲဝလာအမြဲတမ်းဟိုတနှစ်တက်တနှစ်ကိုကိုကိုအမြဲတမ်းပြန်ဆန်းစစ်ဖြစ်တယ်ကိုကိုအမြဲတမ်းပြန်ကြည့်ဖြစ်တယ်ပေါ့နော်အဲ့လို့ဆိုအမှတ်တရလေးနေနဲ့တင်လိုက်တာပါဟိုဘယ်ဇကားလေးကနေဝလာဆပြီးတော့တည်တာလဲပေါ့နော်အဲ့လိုမေးလိုက်တော့ပြိတ္တတရနှင်းစီဆိုပြီးတော့အဲပြောကြတယ်ဆိုတော့ဝလာစဉ်းစားကြအောင်နှင်းစီကဝလာတော်တော်လေး အာတိွားစီတာပဲပေါ့နော်အရင်ကတော့လူမညာလေးလုံနေပေမဲ့ဒီလိုမျိုး free to air line ပေါ့နော် MRT4 ကနေပြတဲ့စကားကြတတိုင်းပြည်လုံးအနေနဲ့ပေါ့နော်ပရိသတ်တွေအဲ့လိုတိွားပါပေါ့ဆိုတော့ကျေးဇူးများအစ်တင်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့ ပရိသတ်တွေလည်းဝူလာကိုအဲဘယ်ဇလန်တွေကနေစပြီးတည်ရလဲဇလန်တွေလားတချင်းနေလားရုပ်ရှင်ကာရီကတည်ရလားကိုမန့်လေးမှာအပန်းမကြီးဆိုမှန်သွားပြီပါအောင်လို့ဟုတ်ကာလီယာပေါ့နော်အခု line mode မှာတစ်ချက်ပြန်တက်နေရပေါ့နော်ဒီနှင်းစီကားပေါ့အဲကာလီပြန်တက်နေရောအဲ့တော့ကြီးလိုက်တော့ဟူလာအဲ့တော့ចောင်းသူလောက်ရတာဟိုအဲ့ချိန်မှာအသက်က20လောက်ဖြစ်နေပြီဟူလာအသက်ကအဲ16နှစ်လောက်ကိုပြန်သွားပြီးရိုက်ထားဆိုတော့လေကြည့်ကြည့်တော့အမူအရာတွေကတော့အရန်ကလေးဆန်တာပေါ့နော်ကလေးဆန်တဲ့အမူအရာဆိုလူကောင်ကြီးပြင်မဲ့ဟိုចောင်းသူဇယု ုပ်ကိုအဲ့တော့ရိုက်ခဲ့ရတာပေါ့အဲ့တော့ဟိုចောင်းသူကជីနေရဲ့ဝေဘန်နာလေးရှိပေမဲ့အဓိကတော့ကိုကြီးရှင်မွေလာနဲ့ဟိုပရိသတ်တရားတိရွာနောက်ပြီးဇက်ကောင်လေးကဇော်နေမော်ဆိုတော့ခေါ်ရတာလည်းလွယ်တယ်လို့အမွာကာရက်တာလေးဆိုတော့ထူးထူးကြကြလေးပေါ့နော်အဲဟိုလာကိုရှင်မလာလေးကျေးဇူးတင်ပါတယ်အိတ်ကရိုက်တော့ကိုရဟိုလောက်ပေါ်မှာကိုညီမလေးတယောက်လိုမျိုးတကယ်ဆက်ဆံနေတော့နှစ်ယောက်လုံးကမောင်နှမဆေးရုပ်ရိုက်ရတာအရန်စင် ီကားလေးရိုက်ပြီးတော့လည်းအလုပ်အရန်အတူတူလုပ်ရတယ်ဝလာဆိုရင်မင်းသားမေးစရာမလိုဘူးဘသူလဲမေးလိုက်ကိုရှင်မွေလာပဲအဲ့လိုအရန်အလုပ်လုပ်ခဲ့ရတယ်ဆိုတော့လေအခုပြန် ပြန်ပြီးကြည့်ကြည့်တော့အရာလားအမှတ်တရတွေပါပဲလို့အခုတော့နှစ်ယောက်တယောက်တနေရာစီမှာကိုစီကိုစီပေါ့နော်အကိုကြီးလည်းတတ်သူစူးစမ်းပြီးတော့လုံနေပြီးလာလဲကိုကကိုရဲ့စူးစမ်းပြီးလုံနေတာဆိုတော့ငငယ်တော့လို့နုနုပြုံမှုလေးတော့မတွေ့တော့ဘူးပေါ့နော်နည်းနည်းလေးတော့အရွယ်လေးကြီးွားကြတာဟုတ်တယ်ဟုတ်တယ်အဲ့ဒီတော့ဆိုရင်ဝီလာကိုကိုကြီးရှင်မပါဘူးလို့ငငယ်တော့တော့ကလေးဆန်ပြီးတော့အလိုအတန်ပေါင်းဆုံးအမ်ဘာညာလောက်တာပေါ့အခုကြီးလာတော့မလောက်တော့ပါဘူးဟုတ်ဝီလာဆိုရင်အဲ့လိုမျိုးဟိုတေယုဆောင် တဲတွေ့ပြီးတယောက်ဆောင်နေကိုကြီးတွေကအကိုတွေကပေါ့နော်အဲ့လိုအရန်စကြတာအရန်စကြတယ်ဟိုအဲ့စလိုက်လို့ရှင်ဟိုလာစီယာကြီးထွက်တဲ့အတန်တွေသူကပြန်ရှိတာပေါ့တော့ဟိုလာမနှုံးနဲ့ကိုကြီးနော်ဘာညာအဲ့လိုမျိုးပေါ့နော်အဲ့လိုပြန်စတဲ့အတန်တွေသူကရှိတာဆိုအစားဆုံးတော့ကိုကြီးရှင်မွေလာပါပဲဟုတ်โอเคလက်ရှိကကြတော့ဝီလာရရစားဆိုရဲဒီရုပ်ရှင်ကားကြီးပေါ့နော် ပင်တရမှာရိုက်ခဲ့ပါတယ်ပြီးတော့ပင်တရနေကလောတို့ဘာလို့ရှောက်လဲပါတယ်ပြီးတော့ခုရိုက်ပြီးလို့ရန်ကုန်ကိုပြန်ရောက်တာမနေ့ကပြန်ရောက်တာဒီနေ့ကနေ plus ပွဲလေးကိုတက်တာပေါ့နော်ပြီးတော့ဟိုလာကအခုအမ်ဒီရုပ်ရှင်ကားဒီကရိုက်ဖို့ရှိရဲခုနလပိုင်းနဲ့မှာပြီးရင်အမ်မဟာနဲ့စီရီတစ်ခုထပ်ပြီးတော့ဝင်မအောင်မယ်ရှေ့မှာလည်းညိုးဇလန်တွေရိုက်ပြီးွားရောဒါဒုတိယမြောက်တကားထပ်ရိုက်ဖို့ရှိပါတယ်ဆိုတော့ဇလန်တွေဒီနှစ်ထဲမှာနှစ်ကားတော့နှစ်စီရီတော့ဖြစ်သွားပါတယ်ဟုတ် န်ဒါမဲ့လည်းရိုက်မှာပါချင်းလေးတွေကတော့ဟိုလောက်အပေးရတူရှိသလိုအမ်တချင်းမစုံနဲ့မင်းသမီးပဲလုံးဆိုပြီးတော့မှဟိုလောက်တချင်းဆိုတာလုံးဝမကြိုက်တဲ့ပြိသက်လည်းတည်တန့်ရှိပါတယ်ဒါမဲ့ဟိုဝေလာကျတော့ဇလန်းနဲ့လာတဲ့ချိန် on air တက်တဲ့ချိန်ပြီးရင်ပြိသက်နဲ့ဝေးဝါသလိုခံစားရတယ်အဲ့တော့တချင်းလေးနဲ့ပြိသက်ကိုပြန်ပြီးတော့ပြိသက်နဲ့နီးဆက်အောင်လုပ်တဲ့သဘောပေါ့နော်ထပ်ပြီးတော့ထုတ်ဖို့ရှိပါတယ်ပြိသက်တွေပြောတဲ့အကြံဉာဏ် တောင်းတာလေးလဲဟိုလာနားထောင်ပါတယ်သူကအဟောင်းပြန်မဆူစီခြင်းပေါ့နော်အတလေးလှုပ်စီခြင်းနဲ့ဆိုအောင်ကျွန်းကိုပိုင်အောင်ကျွန်းအဲ့လိုမျိုးအတစ်ကလေးလဲလှုပ်ဖို့ရှိပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်တချို့လဲဇွန်နဲ့မော်ပေါ့နော်တချို့ကကြတော့လဲရေနတာခင်ခင်အမ်ပြင်တချို့ကကြတော့လဲဒီဂျင်ဖော်မမန်းမီပေါ့နော်ဟိုလာကိုဖတ်မိတယ်ဆိုလာရမ်းပျော်တယ်အဲ့လိုဟိုလာကိုတိတယ်မှတ်မိတယ်ဆိုလာရမ်းစိတ်ထဲမှာပျော်တယ်ပေါ့နော်ဆိုတော့ပရိသတ်ကိုကျေးဇူးအများကြီးတင်ပါတယ်အများကြီးလဲဟိုဒီထက်ပို့ပြီးတော့အပိယကျွတ်နှက်အောင်အဲ ်လို့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်တတာဟုတ်